အားလုံးပဲမင်္ဂလာပါရှင်မြစ်ချနာတရင်ကြနေရဲ့မေလ9ရက်နေ့ရေဒီယိုစစ်စစ်ကိုတိဆက်ပေတော့မှာဖြစ်ပါတယ်မြစ်ချနာဘက်ကလမ်းပိုင်းကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းဟာနှမကြီးရွာအကျုံကမ္မစုကြီးရွာမှာရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်မြန်မာပြည်သူတွေအကောင်ကျိုးတွေပို့ပေးမယ်လို့တရုတ်ကပြောဆိုလိုက်ပြီးမြောက်ပိုင်းငင်းချင်ရဲ့အတွက်လည်းတသက်ကြွကြွကူညီပေးခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်မျိုးပီနေဆိုရဝင်းမှာ electronic base နဲ့ကိုစံတက်လို့ဆောင်နေလို့စစ်ကောင်စီအားထုတ်ပြန်လာပါတယ်။စားတဲ့တရမျိုးကိုတင်ဆက်ပေးတော့မှာပါ။ကျမတို့အစီအစဉ်တစ်ဆက်တူမယ်နေဖြစ်ပါတယ်။ ကျနာဖကန်လမ်းပိုင်းဝစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းဟာနောက်မြကြေးရွာအချုံကမ္မောစုကြေးရွာမှာရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။ကမ္မောကချင်းနေချင်း KBC ပြားကြောင်းမှာရောက်ရှိနေတာဖြစ်ပြီးစည်ရင်လှူရှာပြီးရှေ့ကိုဆက်လက်ချစ်သက်ဖွယ်ရှိတယ်လို့ KIA နဲ့နေဆက်တဲ့အမျိုးသားတို့ကမချနာတဲ့တင်ကြနေကိုပြောပါတယ်။မနေ့က၃နာရီခွဲခန့်နာရကျေးရွာ KIA PDF ပူပေါင်းတပ်တို့နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေကအင်အားအလုံးအရင်နဲ့ဖကန့်ဘဲစစ်ကြောင်းထိုးလာတဲ့အတွက်မြချီနာဖကန့်လန်တဲ့လျှောက်မိုးဝပင်ကြောက်ထုနမ်ယာကမ္မောခုံဆိုင်စုတဒိုင်းငေနောင်ဆိုင်းဖရာကြောက်ပြနန်သိန်းပြအောင်စားတဲ့ခြေရွာဒေသခံတွေတိမ်းရှောင်နေရတာလို့ဆိုပါတယ် ဖကန်လမ်းပိုင်းကတိုက်ပွဲအခြေအနေတွေကြောင့်စစ်ဘေးသိမ်းရှောင်လာတဲ့သူအများပိုင်းကဖကန်မြို့လုံးခင်ကျွော်အုပ်စုအမောစီစာပြားကြောင့်မှဆိတ်ရှောင်နေကြတာဖြစ်ပါတယ်။ဧပြီလ24ရက်နေ့မှာတော့ကာမိုင်းဘက်ကစစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KNY PDF ပူးပေါင်းတပ်တို့မိုးပင်ကျွော်မှာတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ9ရက်နေ့ကနတ်မြာကျွော်ကစစ်ကောင်စီတပ်ကို KNY ပူးပေါင်းတပ်တွေထွာရောက်တိုက်ခိုက်ခဲ့ပြီးဧပြီလ12ရက်နေ့မှာစစ်ကောင်စီတပ်တွေဆုတ်ခွာသွားတာကြောင့် KNY တပ်ကနိုင်ရစစ် ကောင်စီတပ်စခန်းကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ပီတလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။မချနာမျိုးဝပီနေဆိုရဝင်မှ electronic base နဲ့ကိုစတင်လောက်ဆောင်နေတွေလို့အစ်ကောင်စီကထုတ်ပြန်လာပါတယ်။စောက်ဆိုင်ကတက်ဆက်ပေးမှာပါ။ ကချင်ပြည်နယ်မြစ်ချနာမြို့မှာ electronic map based နဲ့ map based နဲ့ကိုလက်တွေ့စမ်းသပ်လုပ်ဆောင်ခဲ့တယ်လို့အာနာတိန်စစ်ကောင်စီကဒီကနေ့မေလ9ရက်နေ့ထုတ်တဲ့သတင်းစာအနေဖော်ပြလာပါတယ်မြစ်နားမြို့မှာရှိတဲ့ပြည်내အစိုးရအဖွဲ့ရုံဝင်ထံမှလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီစမ်းသပ်လှုပ်ဆောင်တာကိုစစ်ကောင်စီလက်အောက်ခံကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထင်နန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနိုင်ငံရေးပါတီကိုယ်စားလှယ်တွေတက်ရောက်ခဲ့လို့ဆိုပါရယ်စစ်ကောင်စီကတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်စင်နေပေမဲ့နိုင်ငံတော်ဝန်တော်လိုင်းရေးတပ်တွေနဲ့အာဏာသိမ်းစစ်ကောင်စီတို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နေရာစွန်းခွာထွက်ပြေးတိမ်းရှောင်နေရသူတွေလည်းအများပြားရှိနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဗမော်မြို့မှာလည်းအာဏာသိမ်းစစ်ကောင်စီနဲ့ကချင်လူ့လက်ရေးအဖွဲ့အစည်း KIO KIA တို့အကြားတိုက်ပွဲတွေပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီကတော့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလထဲနဲ့ ဇန်နဝါရီလတွင်မှကျင်းပမယ်လို့စစ်ကောင်စီဖွဲ့စည်းထားတဲ့ရွေးကောက်ပွဲကော်မရှင်ကဧပြီလ9ရက်နေ့ကထုတ်ပြန်ပြောကြားထားပါတယ်။အခုချိန်မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်လျှောက်ထားတဲ့နိုင်ငံရေးပါတီ23ပါတီနိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ90နဲ့စုစုပေါင်း83ပါတီတိရှိနေပြီလည်းဖြစ်ပါတယ်။ မြန်မာပြည်သူတွေအကုန်ကြိုသိဖို့ပေးမယ်လို့တရုတ်ကပြောဆိုလိုက်ပြီးမြောက်ပိုင်းငင်းချမ်းရေးအတွက်လည်းတသက်ကြွကြကူညီပေးခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကပြည်သူတွေအတွက်ကောင်းကျိုးတွေပို့ရမူဝါဒဟာအစမပြောင်းလဲဘူးလို့မြန်မာနိုင်ငံဆိုင်ရာသရုပ်တမ်းမကြီး Mrs. Macha ကပြောလိုက်ပါတယ်။ဒီကနေ့ထုတ်စစ်ကောင်စီတရင်စာမန်ငလင်းနဲ့ပတ်သက်လို့သရုပ်နိုင်ငံရဲ့အကူအညီမှုတွေနဲ့ပတ်သက်ပြီးသရုပ်တမ်းမကြီးကဆောင်းပါးရေးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်ပထမဆုံးအကူအညီပေးရန်ကြေညာရောပထမဆုံးကိစ္စရေးအဖွဲ့စည်းလို့တော့ပထမဆုံးရာရေးအခြေချစခန်းတည်ဆောက်တော်နိုင်ငံဖြစ်တဲ့အပြင်ကိစ္စရေးအဖွဲ့နဲ့လူဝင်ရအများဆုံးစေလို့တော့အသက်ရှင်ချင်ရသူအများဆုံးကေတင်နိုင်တော့ထပ်ပန်းကူညီမှုအများဆုံးပေးရခဲ့တော်နိုင်ငံလေးဖြစ်ပါသေးလို့သူကတရုတ်နိုင်ငံရဲ့အကူအညီမှုနဲ့ပတ်သက်လို့အကြေကျော်ထားပါတယ်ကြပယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသငင်းချမ်းရေးလုံငန်းစဉ်မြင့်တင်ချင်းတသက်ကြွကြွအကူအညီပေးခဲ့တယ်လို့လည်းဆိုပါရယ် မြန်မာနိုင်ငံထဲမှာတော့တရုတ်အတွက်အရေးကြီးတဲ့ Belt and Road ရဝန်နဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့စီမံကိန်းတွေအများအပြားရှိနေပါတယ်။မီဒီယာအခြေအနေပြောင်းလဲမှုမျိုးတွေမဆိုတရုတ်နိုင်ငံဒီမြန်မာငင်းချမ်းရည်တည်ငင်းရေးနဲ့စီးပွားရေးဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပြည်သူ့ကောင်ကျိုးသေးဖို့ရေးစရည်မှုဝါဒတွေထောင်ဝဆဲမပြောင်းလဲပါလို့လည်းဓမ္မကြီးအရေးသားထားပါတယ်။ဖြစ်ခဲ့တဲ့ဘလာချင်းမှာတော့တရုတ်နိုင်ငံရဲ့အကြောင်းဝင်ဆောင်ရွက်မှုနဲ့တော်လိုင်းရဲ့ရာဇဝတ်တိမ်ပိုက်ခဲ့တဲ့လာရှိုးမျိုးကိုစစ်ကောင်စီထံကိုကန်တာ MNDA ကပြန်ပေးချရပါတယ် ချောက်ပင်တရုတ်ရဲ့ဂျောင်းဝင်ဆက်ဆက်မှုကြောင့်ဧပြီလ28ရက်နေ့နဲ့29ရက်နေ့မှာစစ်ကောင်စီနဲ့ TNL တို့တရုတ်နိုင်ငံကွန်မင်းမြို့မှာတွေ့ဆုံခဲ့ချိန်က ကုမင်းမျိုးမော်တေဆုံခဲ့ခြင်းစစ်ကောင်စီကထင်ရွေထင်ချုံချားတဲ့နောင်ချိုကြောင်မေဒီပေါ်မိုးကုတ်မုံမင်းမျိုးတို့ကနေဆုတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဟဲရီလိုတောင်းဆိုမှုကိုထင်ရွေကလည်းမခံတဲ့အချိန်မှာတော့ထင်ရွေထင်ချုံဒေတာတွေကိုစစ်ကောင်စီကဒီရဲ့ပိုင်းမှာဆက်တိုက်ပုံကျင်းနေပါတယ်။ဒါကြောင့်လည်းလက်ရှိအချိန်မှာထရွေရဲ့ဆောင်ရွက်မှုတွေကိုမြန်မာလူထုတွေပင်ပင်းတန်တန်ဝေဖန်ထောက်ပြနေကြသလိုစန့်ချင်မှုတွေလည်းပြုလုပ်နေပါတယ်။ တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မဲ့ self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူကြိုးစားနိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ဥပံမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှစ်လက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။ 3မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသော အနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့် အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်ရေတက်ပြဝအောင်အာဟာရပြဝအောင်စားတောက်ဖို့လိုအပ်ပါတယ်ကိုယ်လည်းလှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမ မီအတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြတာတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျနာသတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာသတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။